အကိုမင်္ဂလာပါရှင့်မင်္ဂလာပါခင်ဗျာဒီငလင်ရဲ့ပြီးပုံတော့အကိုတို့မာကီဦးဖွဲ့အနေနဲ့ပြည်တွင်းမှာဘာကြီးလှုပ်ဖြစ်နေလဲရှင့်ကျွန်တော်တို့ဒီမြန်မာ emerging response coordination unit ပေါ့အရေးပေါ်တုံ့ပြန်မှုညှိနှိုင်းဆောင်ရွက်ရေးဒီ unit အနေနဲ့ဆိုလို့ရှိရင်မြေပြင်မှာရှိတဲ့အခြေခံပြည်သူတွေရဲ့လိုအပ်မှုကိုအချိန်မီပေးဆောင်အပို့ဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့ data ကန်လိုအပ်ပေးတွေ data ကန်အဖွဲ့အစည်းတွေနဲ့ အပူပေါင်းဆောင်ရွက်နေတာရှိတယ်ပေါ့ဒီမြေပြင်မှာလိုအပ်နေတဲ့အခြေခံပြည်သူတွေရဲ့အရေးပေါ်လိုအပ်ချက်တွေကိုပေးဖို့နေတာဆိုလို့ရှိရင်နေရာတော်တော်များများကိုကျွန်တော်တို့ရောက်ရှိနေပြီဖြစ်ပေါ့ဒီဒီနေရာဒေသအနေနဲ့ဆိုလို့ရှိရင်စကိုင်းအမန္တလေးအင်းလေးအင်းဝါပျော်ပွဲပြမနာနေပြီးတော့အစရှိတဲ့ဖြင့်နေရာတော်တော်များများကိုဒီဒေသမှာရှိနေကြတဲ့အစုအဒီအဲဒီလူမှုကွန်ရီအဖွဲ့တွေလိုအပ်ပေးတွေနဲ့ကျွန်တော်တို့အချိန်နဲ့တပြေးညီဆောင်ရွက် ပေးဖို့အနေနဲ့နေတာဖြစ်ပါတယ်ခင်ဗျာလောလောဆယ်အနေနဲ့ဆိုလို့ကျွန်တော်တော်လေးကိုကျွန်တော်တို့ဒီပေးပေးဖို့နေတာဖြစ်တဲ့အတွက်တရက်တရက်ကိုကျွန်တော်တို့ဒီ sign back အနေနဲ့ပြောရဲဆိုလို့ရှိရင်ဘတ်တန်းခန့်ကိုကျွန်တော်တို့မြေပြင်ကိုပေးပို့နေတာဖြစ်ပါတယ်ခင်ဗျာဟုတ်အခုတို့ဖွဲ့မှာလည်းထုတ်ပြန်နိုင်ရပေါ့နော်ဒီကန်ဒေါ်လာ9000 2000လောက်ချထားရပေါ့ဆိုဒီရမုံငွေတွေကိုဗေဒီတာတွေကိုအဓိကခွဲဝေပေးနေလဲရှင်ဒီစောစောကဖြေခဲ့တယ်လို့ကျွန်တော်တို့ဒီဒီ MQ ကျွန်တော်တို့မြန်မာ Emergency Response Coordination Unit ကကျွန်တော်တို့ဒီနိုင်ငံတကာ အစိုးရတွေနိုင်ငံတကာဒီ aid agency လို့ခေါ်တဲ့ကူညီအဖွဲ့အစည်းတွေနောက်ပြီးတော့ပြည်တွင်းပြည်ပဒီဒီကူညီတဲ့အဲဒီလူတန်းတဲ့သူတွေရဲ့အလူငွေတွေဒီလူတန်းမှုတွေကိုကျွန်တော်တို့စုစည်းပြီးတော့မြေပြင်အဖွဲ့တွေကိုနေစဉ်အပို့ဆောင်ပေးနေတာဖြစ်ပါတယ်ခင်ဗျဒီနေစဉ်နေစဉ်မှာဒီပြည်သူလူထုတွေရဲ့လိုအပ်မှုအရာဆိုလို့ရှိရင်ဆောသွားပြောခဲ့တယ်လို့ပဲဒီမန္တလေးစကိုင်းအနေပြီးတော့ပြောပဲရမဲတင်အင်းလေအဲပြည်မနာအစစီပြင်နေရဒေတာတော်တော်များများကိုကျွန်တော်တို့ပို့ဆောင် ပေးနေတာဖြစ်ပါတယ်ခင်ဗျာဒီလူမျိုးပို့ဆောင်ဒီဆောင်ရွက်တဲ့အခါမှာ data အဖွဲ့တွေ data ဒီလိုအပ်ပေးအဲလိုအပ်ပေးအဖွဲ့တွေကရဲ့ဒီတင်ပြမှုအတိုင်းမြေပြင်ပြည်သူလူတွေရဲ့လိုအပ်ချက်အရာကိုကျွန်တော်တို့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုအခုကဟိုကင်ဆယ်ရေးဆိုတာတပြန်လေထူထောင်ရေးပိုင်းရောက်နေပြီပေါ့နော်အဲဆိုတော့ပြန်လေထူထောင်ရေးအတွက်ကောအကိုတို့ဘာကြီးလုပ်ပေးနေလဲဘာကြီးပြင်ဆင်ထားလဲရှင်လုံးလုံးစင်အချိန်နည်းဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီ emergency response လို့ဆိုတဲ့အတိုင်းပဲလုံးလုံးစင် ီပြည်သူလူထုဒီကိုလက်ရှိအရေးကြီးအရေးပေါ်လိုအပ်နေတဲ့ပစ္စည်းတွေကိုပို့ဆောင်နိုင်ဖို့အတွက်အရေးကြီးပြင်ဆင်နေတာရှိတယ်ပတာမှာရေးဒီတောက်ရီတုံးရီစတောက်မှုနေထိုင်ရေးအစရှိတဲ့ဖြစ်ရင်ကျွန်တော်တို့အရေးပေါ်ပြင်ဆင်ရတဲ့အပိုင်းတွေရှိတယ်ပေါ့ဒီဟာဆိုလို့ရှိရင်တပတ်လှုပ်ဆောင်လာတာတပတ်ရှိပြီဖြစ်တယ်ပေါ့ဒီဒီဒီကာလအရေးပေါ်ကာလအနေနဲ့ဆိုလို့ရှိရင်လက်ရှိဒီဒီရှိနေတဲ့ပြည်သူတွေလုံခြုံစွာနေထိုင်နိုင်ဖို့လုံခြုံစွာစတောက်နိုင်ဖို့ ဒီလိုအပ်နေတဲ့အခြေခံကျန်းမာရေးဝန်ဆောင်မှုအစရှိတဲ့ဖြင့်အရေးပေါ်လုပ်ငန်းတွေကိုကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျဒီရေရှည် recovery stage အနေနဲ့ကကျွန်တော်တို့ပြင်ဆင်မှုပြုလုပ်နေတာရှိတယ်ခင်ဗျဒီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြေပြင်မှာဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့အတူပြည်သူလူထုတွေရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ rapid assessment အနေနဲ့လုပ်နေတဲ့ဥစားရှိတယ်နောက်တစ်ခုက data အလိုက်မှာဆောင်ရွက်နေကြတဲ့အဖွဲ့တွေရောဒါပြီးတော့ပြည်ထောင်စုအဆင့်နိုင်ငံတကာအဆိုရတွေနဲ့ကျွန်တော်တိုင်ပင်ပြီးတော့ ပြန်လဲထူထောင်နိုင်ဖို့အတွက်ကျွန်တော် strategic ဒီ planning လုပ်နေကြတဲ့ဥစားရှိတယ်ရန်ကုန်ွေလိုအပ်မှုပြည်သူလူထုရဲ့လိုအပ်မှုကိုချိန်ထိုးပြီးတော့ပြင်းပြင်းစွာပြန်လဲထူထောင်နိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်နေကြပါတယ်လို့ပဲကျွန်တော်ဖြေပြရစီမြတ်ဟုတ်ဟုတ်ကဲ့ပါကိုဒီအကိုရိုးဖွဲ့ကဒီငလျင်တော့ emergency ဖွဲ့လိုက်တာဆိုတော့လေဟိုတခြားတဘာ BNR ကြီးဂျုံလိုက်ရောကုညီမှုတွေလောက်သွားဖို့ရှိလားဘာတွေဆက်လောက်သွားမှာလဲပေါ့နော်လောလောဆယ်အနေနဲ့ solution ကျွန်တော်တို့ဒီ coordination unit က ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီအရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့ကျွန်တော်တို့စုစည်းထားတဲ့ coordination ပူးပေါင်းဆောင်ရွက် unit အဲဖြစ်တယ် unit ဖြစ်တယ်ဖြစ်တော့ပြည်သူလူထုရဲ့လိုအပ်ချက်အရာကိုကျွန်တော်တို့ပေါ်ပေါက်လာတာဖြစ်ပြည်သူလူထုလိုအပ်ချက်အရာကိုလိုအပ်မှုအလိုက်ဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ရတာဖြစ်တယ်ပေါ့တော့လို့စင်ငလင်ဘေးဒဏ်တင့်နဲ့အခါမှာငလင်ဘေးဒဏ်ကြောင့်ဆုံရှုံတဲ့ဆုံရှုံရတဲ့ဘေးဒဏ်ထိကြတဲ့အခက်အခဲများစွာ တွေ့ကြုံနေရတဲ့ပြည်သူလူထုကိုဟိုတစိမ့်တရေတာ ဖြစ်ဖြစ်ကျွန်တော်တို့ဒီဟိုတက်တာနိုင်ဖို့တော့ကျွန်တော်ဆောင်ရွက်နေကြတာဖြစ်အဲ့ဒါဆိုလို့ရှိရင်အခြား BNDA တွေအသက်ရောက်လာတဲ့အခါမှာရောဆောင်ရွက်မှုရှိမလားလို့ပြောတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြည်သူလူထုလိုအပ်ချက်အရာဝန်ဆောင်မှုတွေကိုပေးဆောင်နိုင်ဖို့အတွက်ဆက်လက်လှုံ့ဆော်သွားဖို့တို့ကျွန်တော်တိုင်ပင်ဆွေးနွေးနေတာရှိတယ်ပေါ့လောလောဆယ်ကျွန်တော်တို့နိုင်ငံအဲပြည်သူပြည်သားတွေအနေနဲ့ဆိုလို့ရှိရင်တဘာဝဘေးကြောင့် ဟိုခံစားနေကြရတဲ့အနေစဉ်ဒုက္ခတွေရှိတယ်။ဒါပေမဲ့စစ်အာဏာရှင်တိုင်းတဲ့အောက်မှာစစ်အာဏာရှင်ရဲ့အောက်မှာလည်းနေစဉ်ခက်ခဲအခက်ခဲခက်ခဲနေတိုင်းစတောင့်နေကြရတဲ့ဥစ္စာရှိတယ်။နောက်ပြီးအခြားသဘာဝဘေးအန္တရာယ်ဖြစ်တည်မှုအရာလည်းနေစဉ်တွေ့ကြုံနေရတဲ့အခက်ခဲတွေရှိတဲ့အတွက် coordination unit အနေနဲ့ကကြတော့အရင်ကတည်းကပဲဒီအခြေခံပြည်သူတွေတို့ရက်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့အလျောက်ပြည်သူလူထုတွေရဲ့လိုအပ်ချက်ဒီခြေရွာနေရာဒေသအလိုက် နဲ့ဒီလူမှုရေးကနေစပြီးတော့ကျမ်းမာရေးဝန်ဆောင်မှုအထိလိုအပ်မှုတွေကိုအခြေခံပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ပြည်သူလူထုတွေရဲ့လိုအပ်ချက်မှုရှိသည့်အလိုက်ကျွန်တော်တို့ unit အနေနဲ့ကတော့ပူးပေါင်းဆောင်ရွက်သွားဖို့အမြဲရှိနေမှာပါလို့ပဲဖြေပြရစီခင်ဗျာဟုတ်ကဲ့ကိုအကိုတို့ခုထောက်ပံ့နေရလဲခဏအတီးတီးကိုထောက်ပံ့နေရပါတော့အဲ့ထဲမှာမှဟိုကျမ်းမာရေးခဏမှာရောဘလို့ထောက်ပံ့နိုင်လို့မြင်လဲဆိုတော့အဲ့ဒါလေးကိုနည်းနည်း highlight လုပ်ပြီးပြောပြပေးပါလားကိုဟုတ်ကဲ့ဒီကျမ်းမာရေးဝန်ဆောင်မှုအနေနဲ့ကကျွန်တော်လောလော ဇေမာဆိုမြေပြင်မှာရှိနေတဲ့အကျမ်းမာရေးပညာရှင်တွေနောက်ပြီးတော့လောလောဆယ်ဆောင်ရွက်နေကြတဲ့ဒေတာအလိုက်မှာရှိကြတဲ့ကျမ်းမာရေးဒီဒီအဖွဲ့အစည်းတွေနဲ့ဆောင်ရွက်နေကြတာရှိတယ်ပေါ့လောလောဆယ်ပြည်သူလူထုရဲ့အလုံးညုံကြီးအရာဝန်ဆောင်မှုအလုံးညုံကြီးအရာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်အဖွဲ့တွေလဲဆိုတာကိုထုတ်ပြောဖို့ကျွန်တော်တို့ဟိုဟိုဟိုခက်ခဲတယ်ပေါ့ခက်ခဲတယ်ဒါပေမဲ့ဒီသူ့နေရာဒေတာအလိုက်မှာရှိတဲ့ဒီအခြေခံပြည်သူလူထုတွေရဲ့ကျန်းမာရေးဝန်ဆောင်မှု ဒီကျမရေးစောင့်ရှောက်မှုတွေရရှိနိုင်ဖို့အတွက်ဒေတာအလိုက်မှာရှိနေကြတဲ့ကျမရေးအဖွဲ့အစည်းတွေကျမရေးစေပေကန်းတွေနောက်ပြီးတော့ဒီကျမရေးပညာရှင်တွေနဲ့ကျွန်တော်တို့အချိန်နဲ့တပြေးညီဆောင်ရွက်ပြီးတော့လှုပ်ဆောင်နေတာရှိတယ်ပေါ့ခုလောလောဆယ်မှာကျွန်တော်တို့အဖွဲ့တွေအနေနဲ့လည်းဒီမြေပြင်မှာဆောင်ရွက်နေကြတဲ့ဒီကျမရေးဝန်ဆောင်မှုအဖွဲ့အစည်းတွေကိုလိုအပ်တဲ့စေပစ္စည်းတွေလိုအပ်တဲ့အသုံးဆောင်တွေကျွန်တော်တို့ပေးပို့နိုင်ဖို့အတွက်ပြင်ဆင်ဆောင်ရွက်နေကြတာလည်းရှိတယ်ဒီတပတ်အတွင်းမှာကိုပဲကျွန်တော်တို့အခြေခံကျန်းမာရေးဝန်ဆောင်မှုရရှိနိုင်ဖို့အတွက်နေရာအသီးသီးကို အဲကျမ်းမာရေးအဆိုင်ရာကျွန်တော်တို့အထောက်အကူပစ္စည်းတွေကျွန်တော်ပေးပို့နေတာရှိပါတယ်ခင်ဗျဟုတ်ကဲ့ကိုဒီအကိုတို့မြေပြင်မှာလုပ်နေရဲအကိုတို့ဖွဲ့တွေရဲ့ပြောပြချက်အရဆိုရင်ပေါ့နော်ဒီပြည်သူတွေကငလင်းပြီးမှဟိုဘလူကဏ္ဍတွေမှာလိုအပ်မှုအရှိဆုံးဖြစ်မလဲတခြားထောက်ပံ့ပေးနေရဲ့အဖွဲ့အစည်းတွေဆိုရင်ရောဘလူအပိုင်းတွေမှာပို့ပြီးထောက်ပံ့ပေးတင်တယ်လို့ထင်လဲရှင့်ဟုတ်ကဲ့လုံး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 စင်မှာဆိုလို့ရှိရင်တော့ဒီဒီအခြေခံမြေလူတွေရဲ့တွေ့ကြုံရတဲ့အခက်အခဲကအဆင်စင်ဖြစ်တယ်ပေါ့လိုအပ်ချက်ကဘယ်နေရာတွေလိုအပ်နေတယ်လဲလို့မေးတယ်ဆိုရင်တော့ပြည်က တခက်အခက်မယ်လို့ထင်တယ်ဘာဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်သူတွေအနေနဲ့ကကြတော့လောလောဆယ်ဒီစစ်အာဏာရှင်ရဲ့အောက်မှာလည်းခက်ခက်ခက်ခဲနေထိုင်နေကြရတာရှိတယ်နောက်တစ်ခုကဂျာထဲမှာလည်းရေပေးနဲ့ကြုံတွေ့ရတာရှိတယ်အဲနောက်ပြီးတော့အခုငလင်ဘေးဒဏ်တင့်ခံရတဲ့အခါမှာဒီမြန်မာတနိုင်ငံလုံးမှာကိုပဲဝနည်းစဉ်လုံညုံရေးမှဒီနေ့စဉ်စာဝင်နေရေးတွာလာရေးအထိခက်ခက်ခက်ခဲအဲနေကြရတာရှိတယ်ပေါ့အဲ့လိုမျိုးခက်ခက်ခက်ခဲနေကြရတဲ့အခါမှာ ဒီပုံမှန်ရှိတဲ့အစိုးရရဲ့ဝန်ဆောင်မှုတွေပုံမှန်ရတဲ့ဝန်ဆောင်မှုတွေကရှိမနေတဲ့အခါမှာဒီအခြေခံပြည်သူလူထုရဲ့လိုအပ်ချက်ကတော့များစွာရှိနေတာဖြစ်တယ်ပေါ့များစွာရှိနေတာဖြစ်တယ်လို့လောလောဆယ်ကျွန်တော်တို့ဒီမြန်မာ Emergency Response Coordination Unit အနေနဲ့ဆိုလို့ရှိရင်တော့ဒီအဲလိုအပ်နေမှုတွေကိုဟိုအသေးချစွာဟိုအသေးချစွာဒီဒီဟိုမှတ်တမ်းတင်နိုင်ဖို့ကြပြင်ဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ studies လုပ်နေတာရှိတယ်ပေါ့အဲ့ဒီ study လေ့လာချက်တွေတွေ့ရှိ အေးတွေ့ရှိပြီးကျွန်တော်တို့ပြင်ဆင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်နိုင်ငံတကာအဖွဲ့အစည်းတွေနိုင်ငံတကာအစိုးရအအစိုးရတွေနောက်မြေပြင်မှာရှိနေတဲ့အဖွဲ့အစည်းတွေနဲ့မြန်မာပြည်သူတွေရဲ့အခက်အခဲအလိုက်မြန်မာပြည်ရဲ့လိုအပ်ချက်အလိုက်ကျွန်တော်တို့ဆောင်ရွက်ပြင်ဆင်သွားဖို့အတွက်ကျွန်တော်တို့ဒီဒီမြန်မာ Emergency Response Coordination Unit မှာပါဝင်နေကြတဲ့အဖွဲ့အစည်းတွေအနေနဲ့ကျွန်တော်တို့တိုက်တိုက်တိုက်ဝင်ဝင်ပဲကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်နေကြတယ်ဆိုတဲ့အဥစ္စာမျိုးပဲကျွန်တော်တို့သတင်းစကားပေးပါရစေခင်ဗျာ ဟုတ်ကဲ့ပါရှင်အကိုမေးခွန်းနေရာတော့ဒီလောက်ပါပဲရှင်ညီမမေးရတဲ့မှာတော့အကိုအနေနဲ့ဗာများဖြည့်ဆွပြောကြချင်တာများရှိသေးလဲရှင်ဟုတ်ကျေးဇူးပါဒီဒီနေ့ဟိုမေးပေးတဲ့အတွက်လည်းကျေးဇူးပါကျွန်တော်တို့ဒီမြန်မာ emergency response coordination unit အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကလောလောဆယ်မြေပြင်မှာတွေ့ကြုံနေရတဲ့အခြေခံပြည်သူတွေရဲ့အခက်အခဲပေါ့ဒီငလင်ဘေးဒဏ်ကြောင့်ဖြစ်စေအခြားဒီဘေးဒဏ်တွေကြောင့်ဖြစ်စေကျွန်တော်တို့မြန်မာပြည်သူတွေနေတဲ့ခက်ခဲများစွာအကြုံတွေ့နေကြရတယ်ပေါ့လောလောဆယ်ကျွန်တော်တို့ coordination unit အနေနဲ့ဆိုလို့ရှိရင်ဒီငလင်ဘေးဒဏ်တင့်ပြည်သူတွေဘယ်ကြေးရနေရာဒေတာဖြစ်စေကျွန်တော်တို့ဒီကုညီမှုတွေရရှိနေအောင်ဆောင်ရွက်နေတာဖြစ်တယ်ပေါ့ဆိုတော့ကဒီအမေးသွားတယ်လို့ပဲမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ကကြလိုအပ်ချက်တွေများစွာရှိတယ်အခက်အခဲတွေနေ့စဉ်ကြုံတွေ့နေရတာဖြစ်တဲ့အလျောက်လိုအပ်ချက်များစွာလည်းရှိနေတာဖြစ်ပါတယ်ဒါကြောင့်ဒီကျွန်တော်တို့ unit အနေနဲ့လည်းပြည်တွင်းပြည်ပပညာရှင်တွေကိုလည်းကျွန်တော်တို့ဒီပူပေါင်းဆောင်ရွက်ဖို့လှူဒါန်းဖို့ကျွန်တော်တို့ဖိတ်ခေါ်တယ်လို့ဒီအမြေပြင် အဲဆောင်ရွက်တဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိတယ်ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ကျွန်တော်တို့ unit အနေနဲ့ကျွန်တော်တို့အစွမ်းပုံကျွန်တော်ဆောင်ရွက်ပြီးတော့လိုအပ်တဲ့ကူညီမှုတွေလိုအပ်တဲ့ဝန်ဆောင်မှုတွေပေးသွားဖို့ကျွန်တော်ပြင်ဆင်နေတယ်ဆိုတဲ့အဥ္စာမျိုးကိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုကျွန်တော်တို့အတိပေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ကိုအခုလိုအချိန်ပေးဖြစ်ကြပြီလို့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းဒီနေ့လာရောက်မြင်မြန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ